င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ thank you ီတစ်ပတ်အစီအစဉ်ထဲမှာတော့ဆက်အာနာရှင်စနစ်အပြင်ရာစုနှစ်ချီပြီးတော့အမြင့်တွယ်နေတဲ့ပုရိသကြီးစိုးမှုနဲ့လင်အခြေပြုခွဲခြားဆက်ဆံမှုတွေကိုပါတပြိုင်တည်းဖျက်သိမ်းဖို့အမြင့်ပြတ်ချိန်မုံကြဖို့တောင်းဆိုနေကြတဲ့အကြောင်းကိုတင်ဆက်ပေးဖို့ရှိပါတယ်။ဘာလို့အခုလိုမျိုးတောင်းဆိုနေရတာလဲ။ဘာလို့ခွဲခြားဆက်ဆံမှုတွေကဆက်ပြီးတော့ရှိနေတာလဲ။ဒီလိုမျိုးခွဲခြားဆက်ဆံမှုတွေကြောင့်ဘယ်အပိုင်းတွေကိုထိခိုက်နစ်နာစေပါသလဲစတဲ့အကြောင်းအရာ တွေကိုဒီတစ်ပတ်ရဲ့ podcast အစီအစဉ်မှာစူးစီးတင်ဆက်ပေးထားပါဗျာ။ မြန်မာအရက်ဖတ်အဖွဲ့အစည်းတွေကလက်ရှိຫນွေဥဒေါ်လာရေးမှာဆက်အာနာရှင်စနစ်ကိုစန့်ကျင်တိုက်ဖြတ်နေကြတဲ့အပြင်လိင်အခြေပြုခွဲခြားဆက်ဆံမှုနဲ့ပူရိတကြီးစိုးမှုတို့ကိုပါတပြိုင်နက်တည်းအမြင့်ပြတ်ချေမှုန်ကြဖို့တောင်းဆိုထားပါတယ်။နှစ်ပေါင်းများစွာဆက်အုပ်ချုပ်ရေးအောက်မှာရှိခဲ့တဲ့မြန်မာလူအဖွဲ့အစည်းနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေမှာဆက်အုပ်ချုပ်ရေးစိတ်ဓာတ်နဲ့ပူရိတကြီးစိုးမှုပြောရမယ်ဆိုရင်ဒီအမျိုးသားကြီးစိုးမှုတို့ကနက်နက်ရှိုင်းရှိုင်းကိုအမြင့်တွယ်နေပါတယ်။ တယ်။ဒီအခြေအနေကအမျိုးသမီးတွေနဲ့လိင်စိတ်ခံမှုကွဲပြားတဲ့သူတွေကိုဆုံးဖြတ်ချက်ချတဲ့အခမ်းကဏ္ဍတွေမှာ ပါဝင်ဖို့အဟန့်အတားဖြစ်စေတဲ့အပြင်တော်လိုင်းရေးလှုပ်ရှားမှုတွေထဲမှာတောင်တချို့နေရာတွေမှာဆိုရင်ခေါင်းဆောင်မှုအခွင့်အရေးတွေဆုံးရှုံးနေရတယ်လို့ထောက်ပြမှုတွေရှိနေပါတယ်။ ဒါကြောင့်စစ်အာဏာရှင်တော်လှန်ရေးနဲ့အတူဒီပိုင်းထဲမှာလိင်အခြေပြုခွဲခြားဆက်ဆံဖိနှိပ်မှုတွေကိုတော်လှန်ဖို့လိုအပ်တယ်လို့အမျိုးသမီးရေးနဲ့ဂျာမလိင်စိတ်ခံယူမှုကွဲပြားသူအရေးတက်ကြွလှုပ်ရှားနေသူတွေကပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာလူမှုစံနှုန်းအရသတ်မှတ်ထားတဲ့ဖြစ်တည်မှုတွေဖြစ်တဲ့အမျိုးသမီးနဲ့လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေဟာနေရမရတာမျိုးအခွင့်အလမ်းတွေပိတ်ပင်ထားတာမျိုးတားဆီးထားတာတွေနောက်ပြီးတော့အမျိုးသားတွေထက်ပိုဖိနှိပ်ခွဲခြားဆက်ဆံ န်ခံရတာအတိအမတ်မပြူတာမျိုးနဲ့ခေါင်းဆောင်မှုပိုင်းတွေမှာဒန်းတူညီမျှမှုမရတာမျိုးတွေကဒီနှစ်အချိန်ထိရှိနေတယ်လို့ထောက်ပြထားကြပါတယ်။ဒါကြောင့်ဒီလိုမျိုးအခြေအနေတွေခွဲခြားဆက်ဆံခံရမှုတွေဖိနှိပ်နေမှုတွေကိုအာနာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးနဲ့အတူတွန်းလှန်သွားကြရမယ်လို့ဆိုပါတယ်။ကရင်အမျိုးသမီးအစည်းအရုံး KNWO ကအတွင်ရေးမှုနှစ်ဖြစ်တဲ့မော်ပရီးမီယာကအခုလိုပြောပါရယ် ဒီလိုຫນွေဥတော်လာရေးကနေစပြီးတော့မှဟိုတကယ်လုံးဝဟိုဟာဖော်ဝါဒကြီးစိုးမှုတွေလွတ်မှုမှုတွေကနေတစေပြလို့ရှိရင်ဒလေးထုတ်တာအရာရောဘာသာရေးအရာရောအမျိုးသမီးအပေါ်ဖိနှိပ်တဲ့မှုဝါဒတွေစိကတ်ချက်တွေအမိတဘောထားတဲ့အလုပ်ကိုကျမတို့တိုက်ဖြဲနိုင်မှတလေကျမတို့ပြောနေတဲ့ Federal Democracy ရရှိဖို့အတွက်ကိုမတူငီကွဲပြားတဲ့အလွာပေါ့ဆိုရဲ့ရှူတော့နဲ့ပါဝင်နိုင်မှတလေကျမတို့ခက်ခဲမှမှာပို့ပြီးတိစောက်နိုင်မယ်လို့မြင်နေပါတော့ဆိုတော့ကျမတို့ဒီကနေစပြီး တော်မှာအနာရှိကိုတိုက်ခိုက်ရင်းတဲ့ပြန်နဲ့ထဲအနှစ်တွေနေတဲ့ဖိုဝါဒကြီးစုမှုဘခိအန်ထရီစနစ်ပေါ့နော်အဲ့ဒါတွေကိုပြန်နဲ့ထဲတိုက်ဖို့အရေးကြီးတယ်စတေမလာ၁၀ရက်နေ့ကအွန်လိုင်းမှာလုပ်တဲ့ link အခြေပြုဖိနှိပ်မှုနဲ့အတွေ့အခေါ်တော်လန်ရေးစကားဝိုင်းမှာထည့်သွင်းပြောဆိုခဲ့တာပါမြန်မာနိုင်ငံမှာအာနာရှင်စနစ်ဖြစ်ပေါ်စီတဲ့အဓိကအကြောင်းရင်းတွေထဲကပိုဝါရကြီးစိုးမှုအာနောက်တစ်မျိုးပြောရမယ်ဆိုရင်ဒီပူရိတ ကြည့်ဆိုမှုပေါ့လေဒါကတစိ့တပိုင်းဖြစ်တယ်လို့ဆိုကြပါရစ်ဒါကြောင့်ပြည်သူလူထုတစ်ရက်လုံးလူလာတဲ့ Federal Democracy ရရှိရေးအတွက်ကြိုးပမ်းကြရမှာကြားမဒန်းတူပါဝင်ခွင့်ရရည်နဲ့မတူကွဲပြားတဲ့မတန်စွမ်းနေပြီးတော့ဒီလိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေပါဝင်လာရေးကလည်းအရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တယ်လို့ Politics for Women မြန်မာတီထောင်တဲ့သူလီလီယန်းကပြောပါရစ် မင်းအောင်နိုင်ပြုတ်ကြမှာငါတို့တွေက Federal Democracy ကိုတိဆောက်နိုင်မယ်ဟုတ်တယ်ဒါပေမဲ့မင်းအောင်နိုင်ပြုတ်ကြပြီးတော့ကျွန်တော် Federal Democracy ကိုတိဆောက်လို့မရတဲ့အခင်းကြီးနေတကယ်တော့အများကြီးရှိတယ် possibility အများကြီးဖြစ်လာခြင်းနိုင်ခြင်းအများကြီးရှိတယ်မင်းအောင်နိုင်တစ်ခုတည်းကပဲစစ်တပ်တစ်ခုတည်းကပဲ Federal Democracy ကိုမတိဆောက်နိုင်အောင်ပိတ်ပင်ထားတာမဟုတ်သွားကျွန်တော်မြင်လို့လို့ကျွန်တော်တို့မှာရှိတဲ့ဘယ်အတွေ့အခေါ်ကဒီဒန်းလူကြီးများရေးကိစ္စတွေလွတ်လပ်မှုကိစ္စတရားမှတ်မှုကိစ္စကိုပြန်ပိတ်ထားတယ်လဲဆိုတာပြန်ပြီးတော့သုံးသပ်ဖို့လိုတာပေါ့နော် လက်ရှိမှာစစ်အာဏာရှင်တော်လှန်ရေးအတွက်စစ်အနိုင်တိုက်ရေးကိုပဲဦးစားပေးနေကြပြီးလူမျိုးရေးအရာစီးပွားရေးအရာလူရန်စာအရာဘာသာရေးအရာလိန်အခြေပြုဖိနှိပ်မှုတွေကိုလစ်လို့ရှုထားကြတယ်လို့ထောက်ပြမှုတွေလည်းရှိနေပါတယ်။နိုင်ငံရေးလေးလာသုံးသက်သူအာသူတေတီတယောက် ဖြစ်တဲ့စီရယ်လိုကအခုလို့ဆိုပါတယ်။ဆရာနာကြီးစနစ်ပြုတ်ချရေးနောက်ကျတော့စစ်သုံးစစ်ဒါမျိုးတွေအကုန်ပြောကြတာရှိပေမဲ့ နီးနာပိုင်းမှာကျွန်တော်တို့တော့ကသွားပြီးတစ်တယ်ပေါ့နော်တစ်တဲ့ချိန်ရောက်တော့ဘာဖြစ်လဲဆိုတော့အဲ တချို့တော့ဦးစားပေးတွေကိုလှုပ်လိုက်တဲ့ချိန်မှာအရေးကြီးတဲ့ဟာတွေကိုခြံထားခဲ့လိုက်ဆိုတဲ့စကားတွေကိုရရတင်းတင်းပြောလာကြတာပေါ့နော်ဒီ gender ကိစ္စတွေတာဒီမှမဟုတ်ဘူးပေါ့နော်လူနည်းစုကိစ္စရဲ့တေတခြားသောပေါ့နော်ကိုယ်ပိုင်ပြတ်ထန်းခွင့်နဲ့ပတ်သက်တဲ့ကိစ္စတွေပါဆိုလည်းပြန်ပေါ်လာတော့ကျွန်တော်တို့ရဲ့အတွေးခေါ်တော်လန်ရေးလို့တဲ့ဟာကတကယ်ရောဟို foundation မှာတော့ကျွန်တော်တို့ကရှိပေမဲ့လေ practice လုပ်တဲ့ level မှာတော်တော်လေးစိန်ခေါ်မှုတွေရှိနေရဆိုတော့ကျွန်တော်တို့မြင်ရတယ်ပေါ့ ဖော်ဝါဒကြီးဆိုးခြင်းနဲ့ဒီဖက်ဆစ်စစ်ဝါဒကသဘောတရားအားဖြင့်တူသလိုမြန်မာလူ့အဖွဲ့အစည်းမှလည်းအမြင့်တွေချစားနေတာကလည်းနှစ်ပေါင်းများစွာကြာနေပြီလို့ဆိုပါရယ်လက်ရှိအချိန်ထိမြန်မာနိုင်ငံမှာဖော်ဝါဒကြီးဆိုးမှုအမြင့်တွေမှုအားကောင်းနေစေဖြစ်ပြီးတော့အမျိုးသမီးတွေရဲ့ကဏ္ဍကိုအမျိုးသားတွေနဲ့ဒန်းတူထားရှိမှုကလည်းအားနည်းနေသေးတယ်လို့မြန်မာအမျိုးသမီးတမက BW ကသုံးသပ်ထားပါရယ်ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းတစ်ခုကို ိဆောက်ဖို့အတွက်ခွဲခြားဆက်ဆံမှုမရှိဖို့ကအဓိကကြတယ်လို့အမျိုးသမီးရေးနဲ့ကြားမလိမ့်စိတ်ခံရမှုကွဲပြားသူတွေအရေးတက်ကြွလှုပ်ရှားနေသူတွေကထောက်ပြထားပါတယ်။ ဆရာနာရှင်စနစ်ကအမျိုးသမီးတွေလိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေအပေါ်လိင်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုကျူးလွန်ရမှာလက်နက်တစ်ခုအဖြစ်သုံးနေတာကြောင့်ခွဲခြားဆက်ဆံမှုတွေကိုအဓိကဖြစ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်နေပါတယ်။ဒါကြောင့်တော်လရင်ခေါင်းဆောင်တွေအနေနဲ့လည်းဆရာနာရှင်ကိုစန့်ကျင်ယုံတာမကပဲအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာကြားမဒန်းတူရေးကိုအခြေခံအုတ်မြစ်အဖြစ်ထည့်သွင်းတည်ဆောက်ဖို့ခွဲခြားဆက်ဆံမှုကင်းမဲ့တဲ့မူဝါဒတွေကို အခုပဲ ဆက်တင်ပြီးတော့ရေးဆွဲကြဖို့တောင်းဆိုနေကြပါတယ်။ဒါဟာနိုင်ငံရေးလွတ်လပ်မှုနဲ့လူမှုရေးတရားမျှတမှုနှစ်ခုစလုံးကိုတပြိုင်တည်းအောင်မြင်လို့တဲ့တော်လှန်ရေးအတွင်းမှာတော်လှန်ရေးရည်မှန်းချက်ဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်ရှင်။ ီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါရဲတိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါရဲကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်